ပျော်ရွှင်တဲ့ဂိမ်းလို့ထင်ထားပေမဲ့တကယ်တမ်းမှာတော့အသက်ရှင်ရတဲ့ဂိမ်းမှန်တိလိုက်ရတဲ့တငယ်ချင်း၄ယောက်ဇလန်းဆာမှာတော့ James ဆိုတဲ့လူတစ်ယောက်ကအပြစ်သားတစ်ယောက်လိုချီတောင်ခံထားရပြီးအမှန်တော့အသက်ပေးရတဲ့ဂိမ်းတစ်ခုကိုကစားနေရတာပဲဖြစ်ပါတယ်။ဂိမ်းအလုံးအောင်မြင်သွားတဲ့ Jake ကို host ကဂုံးမြူစကားပြောလိုက်ပြီးနောက်ဆုံးဂိမ်းတစ်ခုကိုစက်ကစားရမယ်ဆိုပြီးပြောလာပါတယ်။အစားတုန်းကတော့ Jake ကိုဂိမ်းအလုံးအောင်မြင်ပြီးတာနဲ့အိမ်ပြန်ပို့ပေးမယ်လို့ host ကကတိပေးထားပါတယ်။တကယ်တမ်း Jake အောင်မြင်ပြီးတဲ့ချိန်မှာတော့ host ကနောက်ဆုံးဆင့်ဂိမ်းကိုထပ်ဆော့ခိုင်းလာပါတယ်။ကစားနေကတော့ပုံသုံးခုတွေကစိတ်ကြိုက်ပုံတစ်ခုကိုရွေးချယ် ိုင်းပြီးပုံလေးကတခုမှတော့တနက်တက်လာပါရှိနေပါတယ်။မငင်းတာတော့တဲ့ဂျိတ်လည်းနိဆက်ရပုံတစ်ခုကိုရွေးချယ်လိုက်ရပြီးကန်ဆိုးချင်တော့ဂန်းပါတဲ့ပုံဖြစ်နေတာမို့လို့ host ကပါဝင်ပေးလို့ကျေးဇူးတင်ကြောင်းပြောရင်ပြတ်တက်လိုက်ပါတယ်။ဇလန်ရဲ့အခြားတစ်ဖက်မှာတော့ James, Alina, Melissa နဲ့ Matthew တို့တငယ်ချင်းလေးယောက်ကအနွေရသည့်ပန်းဖြေခရီးစဉ်အဖြစ် James ရဲ့ဦးလေးအိမ်ကိုရောက်လာကြပါတယ်။ဒီနေ့က Alina ရဲ့မွေးနေ့ဖြစ်တာမို့လို့ပျော်ပျော်ပါပါ True or Dare Game ကိုဆော့ဖြေကြပါတယ်။ကိုဘော်ဒါတွေအချင်းကိုသဘောပေါက်နေတဲ့ Alina ကတော့ဂိမ်းကိုမပါဝင်မှုဆုံးဖြတ်ထားပါတယ်။ Melissa ကတော့ Dare ကိုရွေးချယ်လိုက်ပြီး James င်းအလီနာတို့ကိုနမ်းခမ်းလိုက်ပါတယ် James ကနန်းချိန်ပေမဲ့ Elena ကတော့ Melissa ကိုပဲနန်းလိုက်ပါတယ်။ဒါကိုမကြေမနက်ဖြစ်သွားတဲ့ James ကသူ့အိမ်သူ့နေရာမှလို့သူ့စကားကိုနားထောင်မှုလိုကြောင်းအာနာရှင်ဆန်လာပါတယ်။သူတို့အပြန်အလှန်စကားပြောနေကြတော့မှပဲအပြင်ဘက်ကနေစူညံတန်တွေကိုကြားလိုက်ရပါတယ်။ Matthew ကတော့အထွေထူးမဟုတ်တော့ဘူးဆိုပြီးထားမကြည့်ဖို့လှမ်းမှာပါတယ်။ဒါပေမဲ့လည်းအတန်တွေကပိုပြီးစူလာတာမှလို့အငိမ့်မနေတတ်တဲ့ James ကပဲအပြင်ထွက်ပြီးကြည့်လိုက်ပါတယ်။အတန်လာနေရနေရာကတော့ Melissa ကစားနောက်နေတာဖြစ်ပြီး James လည်းအိမ်ထဲပြန်ဝင်မယ်အလုပ်မှာပဲကင်မရာတစ်ခုကို CD ပြားတစ်ချပ်နဲ့အတူတွေ့လိုက်ရပါတယ်။ James ကဒါ ကိုဖွင့်ကြည့်ဖို့အတော်လေးစိတ်အားထက်သန်နေပေမဲ့ Matthew ကတော့ကြောက်စရာဗီဒီယိုတွေဖြစ်နေတာမလို့ဖွင့်မကြည့်ဖို့တားလိုက်ပါတယ်။ James ကဖွင့်ကြည့်ဖို့တကယ်ကဲလုံနေတုံးပါပဲ။ Elena ကတိတ်ခွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။ငโกကမှသူစီစဉ်တယ်လို့ဘာမှမဖြစ်လို့စိတ်တူနေတဲ့ James ကတော့ Elena ကိုအပြစ်တင်ပြောဆိုနေပါတယ်။ James တော့အပြင်းထန်စကားများနေတဲ့အချိန်မှာပဲသူတို့အိမ်ထဲကိုအမိမသိလူတစ်ယောက်ကဝင်ရောက်လာပါတယ်။ Elena ကိုအာရပါရဆဲဆိုလို့ဝါသွားတဲ့ James တယောက်ရေချိုးကန်းနဲ့ရေဝင်ချုံနေတော့မှပဲတစုံတစ်ယောက်ကတကားကိုတုံးဖွင့်လိုက်ပါတယ်။ရုတ်တရက်ဆိုတော့လန်သွားတဲ့ James လည်းနီးစပ်ရလက်န က်ကိုယူပြီးခုခံမှုလုပ်ပေမဲ့မယ်လီဇာကပရန်လာလောက်တာပဲဖြစ်ပါတယ်။နှစ်ယောက်သားရှင်းဟောင်းနှောင်းဖြစ်တွေပြောနေကြပြီးတပတ်ကမက်စတူးကတော့စားစားတောက်ထားသမျှကိုရှင်းလင်းနေပါတယ်။သူ့နောက်မှာတော့လူတယောက်ရောက်ရှိနေပြီးသတိထားမိသွားတဲ့အချိန်မှာလှည့်ကြည့်ပေမဲ့အစောကလူရဲကတော့ပျောက်သွားပြီပဲဖြစ်ပါတယ်။အမိုက်တွေကိုတေချာသိမ်းဆည်းပြီးရဲ့နောက်မှာတော့အလီနာစီကိုအလဲသွားတဲ့အချိန်မှာပဲအလီနာတယောက်သတိမေ့နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။သူလည်းလန်သွားပြီးမယ်လီဇာအခန်းကိုသွားကြည့်ပေမဲ့သူမှပါသတိမေ့နေတာကိုတွေ့လိုက်ရပါတယ်။အချိန်တွေကဘာဖြစ်နေမှန်းမသိတာကြောင့်ဂျင်းချဲ့နာမည်ကိုအော်ခေါ်မိလိုက် က်တဲ့အချိန်မှာပဲအမည်မသိလူတစ်ယောက်ကသူ့ကိုစေးထိုးအပ်နဲ့ထိုးသွားပါတယ်။မက်ဒရူးလည်းကြောင်အလန်အားနဲ့ရောင်းကန်လိုက်ပြီး channel ဆင်းက James ကိုလိုက်ရှာပေးမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲသတိမေ့သွားခဲ့ပါတယ်။ခဏကြာမှာတော့တငယ်ချင်း၄ယောက်စလုံးကအခန်းတစ်ခုမှာအပြစ်သားတစ်ယောက်လိုချုံနောက်ခံထားရပါတယ်။တစ်ချိန်တည်းမှာပဲမျက်နှာဖုံးတက်ထားတဲ့ Berry ဆိုတဲ့လူကဒီပွဲကိုစီစဉ်နေ host ဖြစ်ကြောင်းမိတ်ဆက်လာပြီးဂိမ်းကိုစတင်ကြောင်းကြေညာလိုက်ပါတယ်။ဂိမ်းဆောင်ရမယ့်အခန်းကအရန်ကိုခြောက်ချားစရာကောင်းပြီးအခန်းရဲ့အရှိန်နဲ့တင်အားလုံးလည်းလန့်နေကြပါတယ်။ Berry ကပဲဆက်လက်ပြီးကစားသမားအားလုံးကကြောက်တုံးဆက်ကူကကြီးဂိမ်းကိုကစားရမယ် ယ်ဆိုပြီးကြေညာလာပါတယ်။ဂျင်းကတော့ reality show တစ်ခုတည်းလှုပ်ထားတာဖြစ်နိုင်တာမို့လို့အားလုံးကိုစိတ်ပူနေကြမလို့ကြောင့်ရှင်းပြနေပါတယ်။ တကယ်တမ်းဂိမ်းစားဆော့တဲ့အချိန်မှာတော့မယ်လီဇာ၊ဂျိမ်းစ်၊အလီနာတို့ကဘယ်ရီကိုရှုံးနိမ့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲဘယ်ရီကမယ်လီဇာရဲ့နှက်ခမ်းကိုကတ်တစ်ခုနဲ့စုပ်ဖြဲပြစ်လိုက်ပါတယ်။ဂျိမ်းစ်ရဲ့လက်တချောင်းကိုလည်းဖြတ်ပြစ်လိုက်ပြီးအလီနာရဲ့လယ်ဘင်းကိုတော့နောက်ကကြိုးနဲ့ဆောင်ဆွဲပြစ်လိုက်ပါတယ်။သူတို့ကြုံတွေ့နေရတဲ့ဂိမ်းကဂျိမ်းပြောသလိုအပျော်သဘောနဲ့ကစားနေရတာမဟုတ်ပဲအခြေအနေမကောင်းရင်အသက်ပါဆုံးရှုံးရနိုင်တာကိုလေးအောင်စလုံးသဘောပေါက်လိုက်ပါတယ်။ပင်မလို့ခနာတာနားယူပြီးတဲ့အချိန်မှာပဲဘယ်ရီကထပ်မံရောက်ရှိလာပြီးနောက်ထပ်ဂိမ်းကိုစတင်တော့မှဖြစ်ကြောင်းပြောလာပါတယ်။ဒီဂိမ်းမှာတော့လေးအောင်လုံးကသူတို့ဘွားမှာလုံမီ ခဲ့တဲ့အကြီးဆုံးအမှားတွေကိုအားလုံးရှေ့မှာပြောပြရမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ James ကသူ့ဘဝရဲ့အကြီးမားဆုံးအမှားကိုပြောပြလာပါတယ်။တစ်ချိန်တုန်းက James ရောရင်တိုင်းမှုတစ်ခုဖြစ်ခဲ့ပြီးလူတယောက်ကိုဒဏ်ရာရစေခဲ့ပါတယ်။ဒဏ်ရာကပြင်းထန်ပေမဲ့ James ကတော့ကြောင်တောင်ဖြစ်နေတာမို့လို့အရေးပေါ်ကားကိုမခေါ်ပေးမိခဲ့ပါဘူး။အဲဒါကြောင့်မဲ့အတိုက်ခံရတဲ့လူကနေရာမှာနေတိတ်ဆုံးသွားခဲ့ပြီး James ရဲ့အပြစ်တွေကိုတော့ဖခင်ဖြစ်သူကအစားဝင်ခံလိုက်ပြီးထောင်ထဲကိုဝင်သွားခဲ့ပါတယ်။အလီနာကတော့မိခင်ဖြစ်သူရဲ့ကြမ်းမရင်တွဲအပေါ်ငွေလိုတာကြောင့်ကိုပိုင်ဆက်စီဝက်ဘ်ဆိုက်တစ်ခုကိုထောင်ခဲ့ဘူးကြောင့်ဝန်ခံလာပါတယ်။မက်ဆူးကတော့ ော့ online ပေါ်ကနေငွေကြေးလိမ်လိမ်မှုတွေအများများပြုလုပ်ခဲ့ကြောင်းဝန်ခံလာပါတယ်။အားလုံးဝန်ခံကြပြီးတဲ့နောက်မလီဇာအလှည့်ရောက်လာတဲ့အခါမှာတော့သူမအနေနဲ့စကမ်းမှာရှိတဲ့ခွဲတွေကိုဖမ်းပြီးတရားမဝင်ဈေးကွက်တစ်ခုမှာရောင်းချမိကြောင်းဝန်ခံလိုက်ပါတယ်။ အားလုံးပြီးတဲ့နောက်မှာတော့ဘယ်ရီကနောက်ထပ်ဂိမ်းပွဲတစ်ခုကိုဆက်ကစားဖို့ကန့်လန့်လာပြီးပထမဆုံးကစားရမယ့်လူကတော့မလီစာပဲဖြစ်ပါတယ်။ကစားရမယ့်ဂိမ်းကတော့ Blue Fighter ဂိမ်းလို့အမည်ရပြီးပြထားတဲ့ပုံရိပ်တွေကိုနာမည်ရွေးပေးရမှာပဲဖြစ်ပါတယ်။အစပိုင်း Paris ပုံကတော့မလီစာတယောက်အောင်အောင်မြင်မြင်ခံမှန်းနိုင်ပေမဲ့နောက်ပုံရိပ်တစ်ခုမှာတော့ရှုံးနေသွားခဲ့ပါတယ်။အဲဒါကြောင့်မဲမလီစာရဲ့နှစ်ထင်ကိုဘယ်ရီကလက်နက်တစ်ခုနဲ့ထုလွှတ်လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ Alina ကိုဖောက်ဆက်တစ်ခုပေးလိုက်ပြီး Matthew ရဲ့နားလေးကိုထိုးထည့်ခိုင်းလိုက်ပါတယ်။ကြောင်းလန့်နေတဲ့ Alina လည်းမငင်းတာတော့ပဲအနားမှာရှိတဲ့ Matthew ရဲ့နားတက်တဲ့ကိုဖောက်ဆက်နေ ဲ့ထိုးလွှတ်လိုက်ပါတယ်။ကြောက်လန့်နေတဲ့အလီနာကဖောက်ဆက်ကိုလွှတ်ချမိတဲ့အချိန်မှာပဲဘယ်ရီကစီကန်းချိုးဖောက်တယ်ဆိုပြီးအော်ခစ်ဆဲဆုံနေပါတယ်။ပြီးတာနဲ့အပြင်ပြန်ထွက်သွားပြီးတိတ်ခွေလေးခွေလုံးကိုမက်ထရူးဆိုပြီးအမြည်ပေးထားပါတယ်။ခဏကြာမှာပဲအခန်းထဲကိုပြန်ဝင်ခဲ့ပြီးဒီတစ်ခါမှာတော့ဝိုင်းကက်ဂိန်းကိုကစားရမှဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ ကစားနည်းကတော့တယောက်နဲ့တယောက်အောက်ဖဲတွေလှန်ရမှာဖြစ်ပြီးတကယ်လို့ပေးထားတဲ့အချိန်တွေမှာမလုံနိုင်ခဲ့ရင်တရားမှာပဲဖြစ်ပါတယ်။ Jace, Alina နဲ့ Matthew တို့ကတော့အပြန်အလှန်အောက်ဖဲတွေလှန်နိုင်ကြပေမဲ့ Melissa ကတော့ရှုံးနေသွားပါတယ်။အဲဒါကြောင့်သူတို့ခေါင်းပေါ်မှာတတ်ထားတဲ့ဓာသွားကအောက်ကိုပြုတ်ကျလာပြီး Melissa ကတော့နောက်ဘွားကိုလုံးဝကူးသွားပြီးပဲဖြစ်ပါတယ်။ဂိမ်းပွဲပြီးဆုံးတဲ့အချိန်မှာတော့ Berry တယောက်မျက်နှာဖုံးချုပ်ပြီးခဏတာနားယူလိုက်ပါတယ်။နောက်ထပ် Jace တို့ကိုဖျော်ဖြေပေးမဲ့ဗီဒီယိုကတော့ Orid Bucker ဆိုတဲ့အမျိုးသမီးကို Berry ကအရှင်လက်လက်ဓာနဲ့ခုတ်သက်ပြတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။ဒါကိုမြင်ပြီးတွေးပြသွားတဲ့ Jace က ာထွက်ပြေးဖို့ကြိုးစားပေမဲ့လေဘက်ကနေတဆင်ကျင်ဆက်လှမ်းကျွေးတာကိုခံလိုက်ရပါတယ်။အမှန်တော့အလီနာကဘယ်ရီရဲ့ကုမ္ပဏီမှာအလုပ်ဝင်ခဲ့ဘူးပါတယ်။အဲဒါကြောင့်ကစားရမယ့်ဂိမ်းတွေကိုကြိုတင်သိနေခဲ့ပြီးတငယ်ချင်းတွေကိုပါပြောပြထားပေမဲ့ဘယ်ရီရဲ့ plan set တဲ့ကြောင့်တည်ဆုံချင်းရဲ့အကြောက်တရားကပဲအလီနာတို့တငယ်ချင်းတသားကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဂိမ်းစားရတဲ့ခန်းထဲမှာတော့ James ကဘယ်ရီကိုဒီကနေထွက်သွားခဲ့ပေးဖို့တောင်းဆိုလိုက်ပြီးငွေဘလောက်လိုချင်လဲဆိုတာကန့်လန့်လာပါတယ်။ဘယ်ရီကတော့အရေးမဆိုင်ပဲနောက်ထပ်ဆော့ရမယ့်ဂိမ်းအကြောင်းကိုရှင်းပြလိုက်ပြီးအလီနာရဲ့ပါစပ်လေးကိုသွေးတွေလောင်းချပေးနေပါတယ်။ဘယ်ရီအလေးကိုချောင်းနေတဲ့ James က ကပဲချင်းကျိုးတွေဈာကနေပဲဘယ်ရီကိုတိုက်ခိုက်လိုက်ပါတယ်။တွေးတွေအာရပါရတောက်ထားတဲ့အလီနာကတော့အကြောက်လုံးမိသတိမေ့သွားခဲ့ပါတယ်။ဘယ်ရီတယောက်ခဏတာအငိုင်းမိသွားပေမဲ့ချင်းကျိုးတွေကတောင်းရောက်လုံးကိုရှော့တာလိုက်တာမို့လို့အားလုံးလည်းသတိမေ့သွားကြပါတယ်။သတိပြန်ဝင်လာတဲ့အချိန်မှာတော့ဂျဲဂျဲမက်ဒရူတို့ဘိုင်တဲ့မှာတော်တချောင်းစီထဲထားပါတယ်။ ။အလီနာလောက်ရမှာကသူတို့နှစ်ယောက်ဘိုင်ထဲမှာရှိတဲ့တော်ကလွန်မြောက်နိုင်မဲ့တော့ပဲဆိုပြီးဘယ်ရီကရှင်းပြလိုက်ပါတယ်။အလီနာလည်းဆုံးဖြတ်ရခံနေပြီးနောက်ဆုံးမှာတော့သူ့ကိုဆဲဆိုထားတဲ့ James Byte ထဲကတော့ကိုယူလိုက်ပါတယ်။ James ရဲ့အော်တန်ကတခန်းလုံးကိုလွှမ်းသွားပြီးအလီနာလည်းတော့ကိုရရှိလိုက်ပါတယ်။ကန်ဆိုးချင်တော့ James ရဲ့တော့ကအပေါက်ဖွင့်မရဖြစ်နေပြီး Matthew စီကတော့ကပဲအစ်မန်ဖြစ်ပါတယ်။ Matthew ကတော့အလီနာကိုချစ်မိနေတာမို့လို့သူကိုယ်တိုင်ပဲ Byte ထဲကနေထုတ်ပေးလိုက်ပါတယ်။အလီနာလည်းဝမ်းနဲ့ပလန်နဲ့ဂိမ်းခန်းထဲကနေထွက်လာခဲ့ပြီးလွန်မြောက်ပြီးထင်ထားပေမဲ့လည်း Berry ကနောက်ဆုံးဂိမ်းဆော့ဖို့စောင့်နေပြန်ပါတယ်။ဇလန်းစာ ော့ကဂျိတ်လိုပဲပုံရွေးရတဲ့ဂိမ်းကိုကစားရပြီးအလီနာကတော့ကိမ်းမုတ်ပါတဲ့ပုံကိုရွေးနိုင်လိုက်ပါတယ်။ဒါပေမဲ့လည်းဘယ်ရီကအလီနာကိုကိမ်းမုတ်နဲ့တပ်ပြစ်ဖို့ကြိုးစားနေပြီးအလီနာကလည်းလက်ထဲမှာရှိတဲ့ကန်နဲ့တူဘယ်ရီကိုတိုက်ခိုက်ကာထွက်ပြေးသွားခဲ့ပါတယ်။အဝေးဆုံးကိုတတ်နိုင်သလောက်ပြေးနေခဲ့ပေမဲ့ဘယ်ရီရဲ့လက်ချက်နဲ့ပဲသတိမေ့သွားခဲ့ပါတယ်။ဘယ်ရီကတော့အလီနာရဲ့မျက်နှာတစ်ခုလုံးကိုမီးရှို့ပစ်ပြီးကိမ်းမုတ်ထဲမှာနှစ်ထားလိုက်တာမို့လို့အလီနာလည်းနေရာမှာနေပွဲချင်းပြီးသေဆုံးသွားခဲ့ရပါတယ်။ဘယ်ရီကတော့ဒါရင်အားလုံးပြီးသွားတဲ့အထိသူ့ရဲ့ဂိမ်းတွေမှာအနိုင်ရရှိသူမရှိသေးဘူးဆိုတော့ကလေကျယ်နေရင်းနဲ့ပဲဇလန်းလေးဟာဆုံးသက်သွားခဲ့ 给玩嘞。